ဒါကတော့ Hollywood ရဲ့နာမည်ကြီး Walk of Fame ဒီကျယ်လေးရှိတဲ့နေရာဖြစ်ပါတယ်။ Mother Madonna Trump ရှိတယ်။ တို့ကတော့မင်းညတော့ကတော့ဒီပေါ့နော်ဒီ LA ရဲ့ downtown မှာရှိရဲ့ hotel မှာတည်တယ်။ပြီးတော့အခုဒီနေ့မှာတော့နှူတို့ကဒီနေ့ပြန်နေနေလည်းဖြစ်နေပြီဆိုတော့အချင်းကလည်းသိပ်မိရအောင်ဒီတစ်ခေါက်ကပေါ့နော်။ဆိုတော့အဲနှူတို့နှစ်ယောက်လုံးကအခုကတော့ဒီ hotel ကနေပြီးတော့ အခုသွားနေတာ Walk of Fame Hollywood ရဲ့ Walk of Fame ကိုသွားနေတာဖြစ်ပါတယ်အဲ့တော့ Nuwaru က LA Downtown ကဟိုတယ်မှာတဲရဖြစ်တဲ့အတွက်အဲ Nuwaru ဒီဟိုပေါ့နော်ဒီ Walk of Fame နေ Fame နေတော့တော်တော်နီးတယ်အဲ15မိနစ်16မိနစ်လောက်တော့အဲမောင်းရတယ်ပေါ့နော်15မိနစ်လောက်ပေါ့အဲဒါပေမဲ့ LA ကတော့ထုံးစံတိုင်းပဲဟိုပြောရမယ်ဆိုလို့ရှိရင်ဟို traffic အရင်ပိတ်တယ်ကားအရင်ပိတ်တယ်ဟို Downtown တော်တော်ကြီးရဲ့ LA Downtown LA Downtown တော့အကြီးကြီးပဲပေါ့နော်ပြီးတော့ Nuwaru ဒီနေရာလေးမှာပြောပြချင်တာက Nuwaru ဒီ LA ရောက်တယ်ဆိုလို့ရှိရင် Korea Korea ာကြိုက်တယ်ဆိုတော့ကိုရီးယားခေတောင်းပေါ့နော်အဲ့ဒါကိုတော့ဟိုချက်ကောက်ကိုရီးယားတောင်းတော်တော်ဆုံးတော်တော်ဆုံးတယ်မနေ့ကဆိုတော့တကယ်ကိုသွားစားတဲ့ဆိုင်လေးကအဲတကယ်ကိုဟိုကိုရီးယားကိုရောက်သွားသလိုကိုရီးယားထမင်းဆိုင်လိုပုံစံမျိုးလေးပေါ့နော်မနေ့ကတော့ soup ဆိုင်လေးမှာသွားစားဖြစ်တယ်အဲ့တော့ခေတောင်းကလည်းအရင်အကြီးပဲကိုရီးယားတောင်းကဆိုတော့အဲတကယ်လို့များ Los Angeles ကိုလာဖြစ်တယ်ဆိုလို့ရှင်ခေတောင်းပေါ့နော် Asian စားစားစင်အဲ့မှာ barbecue လည်းအများကြီးပဲရှိရဒါမဲ့ကိုရီးယားကနည်းနည်း barbecue မစားချင်တာနဲ့ဘာနဲ့ဆိုတော့မနေ့ကတော့အဲ့ဒီရယ် soup ဆိုင်လေးသွားစားလိုက်တယ်ပေါ့နော် ဆိုတော့အဲ့ဒီကကိုရီးယားတောင်မှာသူကကိုရီးယားထမင်းဟင်းပုံစံပဲသူကပြောရမယ်ဆိုလို့ရှိရင်ထမင်းဟင်းမဟုတ်ဘူးများတော့မယ်ဆုပ်တွေပဲလေဟုတ်လားအော်ဒီပြောဆုပ်ဆိုင်ပဲပေါ့နော်သူကဟိုခောက်ဆွဲစားကျင်လည်းရတယ်အဲခောက်ဆွဲနဲ့ဟိုပေါ့နော်ဒီဆုပ်နဲ့ထမင်းနဲ့စားကျင်လည်းရတယ်ဆိုတော့အဲ့ဒီကကိုရီးယားအဲ့ဒီကေတောင်းကဆိုင်လေးကိုတော့သွားစားဖြစ်ပါတယ်အဲ့တော့ရတာကတော့တော်တော်ကောင်းတယ်ပေါ့နော်ဆိုတော့အဲ့ဒီ downtown မှာလည်းစားစရာကြီးတော့အရင်ပေါ့တယ် even though အဲဒီမှာတော့များတော့အဖြစ်ဆိုင်တွေကညအဲ၈နိုင်၉နိုင်၁၀နိုင်လောက်ထိပဲဖွင့်နေပေါ့နော်အဲဒါပေမဲ့အဲ့ ကိုရီးယားတောင်းကတချို့ဆိုင်နေဆိုရင်မနက်2နာရီ3နာရီအထိဖွင့်နေဆိုတော့အဲမိုက်တယ်အဲ့ဒါလေးကိုတော့အဲ check out လုပ်စေချင်တယ်ပေါ့နော်ဆိုတော့အခု okay နေတော့ walk off in သွားနေရလမ်းပါပါအဲ့တော့နေတော့ဒါ freeway တော့ freeway ပြီးရင်တက်မယ်ပေါ့နော်ဆိုတော့ဒီမှာဒါတော့မှအဲနေတော့ထွက်လာခြင်းနေ့လယ်7:00နာရီဖြစ်နေပြီဒါပေမဲ့လည်းအခုချိန်ဒီ still traffic ပဲပေါ့နော် ဆိုတော့ဒီရတော့နှူဝါတို့သွားနေရလမ်းမှာဖြစ်ပါတယ်အဲ့တော့ okay နှူဝါတို့အဲဘယ်လိုမျိုးအဲပြောရမယ်ဆိုလို့ရှိရင် walk of fame နေရာလေးတွေပဲ star လေးတွေသွားကြည့်မလဲဆိုရဲဟာကိုဒီ video လေးမှာစောင့်ပြီးတော့ကြည့်ပေးပါအောင်เนาะအားလုံးပဲပြန်တွေ့ပါမယ် ပြီးတော့ဒီ Hollywood Walk of Fame သွားတဲ့အခါမှာလည်းအဲနူကခုနကြီးလာကြီးရတဲ့လောက်ကတော့ public parking နဲ့ရမ်းများရပေါ့နော်တချို့ဆိုလို့ရှင်တရက်လုံးမှာ16ကျပ်လောက်ပါတော့ပေါ့အဲ့တော့ public parking နဲ့လည်းရှိရဆိုတော့အဲ parking တော့တော့စိတ်ပူစရာမလိုဘူးဆိုတော့အဲလေးကတစ်ခါတည်းညမနေ့က downtown မှာနူကတို့သွားစား key down သွားရတာမှာ parking ကိုတော်တော်လေးရှာလိုက်ရတယ် downtown မှာဆိုတော့လည်း parking ခက်တယ်ပေါ့နော်ဒါပေမဲ့အခုဒီအဲ Walk of Fame မှာတော့ parking public parking လေးရှိရဆိုတော့နူကတို့အဲ public parking မှာရပ်ပါမယ် အဲ့တော့ okay အဲ့တော့ကျွန်တော်တို့ဒီမှာဒါတော့ free will သွားရယ်ပေါ့နော်ဆိုတော့ Ellie ရဲ့သူ့ရဲ့ဟို signature ဖြစ်တဲ့ပုံစံလေး Ellie ရဲ့ vibe ကကြတော့ဒီ ombin လို့ပုံစံမျိုးလေးတွေအပင်လေးတွေရမ်းများတာပေါ့နော်ဥပမာ ဆိုတော့ကျွန်တော်တို့ဒီနေ့ကတော့တစ်ချက်အချိန်ကြည့်ရဲအခု walk of fame သွားပြီးသွားရင်တော့ကျွန်တော်တို့ Beverly Hills ကိုသွားလိမ့်မယ်အဲပြီးသွားတဲ့ခါကျလို့ရှိရင်တော့ကျွန်တော်တို့အချိန်ရရင်တော့ Santa Monica Beach ကိုတော့ on the way ဆိုလို့ရှိရင်တော့ဝင်မယ်ပေါ့နော်တကယ်လို့ LA ရဲ့ traffic ကလည်းအရင်ကြရဲကျွန်တော်တို့ဒီကျွန်တော်တို့ဒီ San Jose Bay Area ကနေပြီးတော့မှဒီ LA ကိုမောင်းဖို့ကလည်း6နိုင်9နိုင်6နိုင် traffic မရှိရင်9နိုင်6နိုင်လောက်မောင်းရဲဆိုတော့ကျွန်တော်တို့လည်းပြန်ရအောင်ပါဆိုတော့ပေါ့နော်ဆိုတော့ Santa Monica Beach ကိုတော့အချိန်ရရင်တော့ဝင်ပါမယ်အချိန်မရရင်တော့ဝင်တော့ပါ ဆိုတော့ LA 5 play ကတော့အဲဒီလိုပါပဲ Walk of Fame တွေတော်ပြီးတော့လို့ရှင်ဟိုတော့တော်ဖို့ရှင်ရပါလေ Fabric Fabric ရေးတော့ Fabric ရေးတော့ပါမယ်ဆိုတော့အဲ့မှာလည်းများသမဲ့နှုန်းကတော့ဒီ LA မှာအခုရောက်တဲ့အချိန်မှာကြီးကြီးလိုက်တော့တို့နည်းနည်းအဲ့လိုမျိုးတပ်ပုံရလိုကောင်းတဲ့ spot လေး insta spot လေးပေါ့เนาะဆိုတော့အဲ့ဒါလေးကိုလည်းနှူကဒီရဲ့ video လေးမှာထည့်ပေးသွားအောင်မှာဖြစ်ပါတယ်အဲ့တော့နှူတို့ရဲ့အဲဒီဘာမဆက်လက် channel အခုလိုခီးသွားတဲ့ video လေးတွေတခြား knowledge sharing နဲ့ပတ်သက်တဲ့ဟာလေးတွေကိုအဲ ထပ်ပြီးတော့ကြည့်ကြတယ်သိကြတယ်ဆိုလို့ရှိရင်တော့ညီတို့ဗမာဆက်လက် channel လေးကို like follow subscribe လုပ်ထားပေးလို့ရပါတယ်ညီတို့ကလည်း Facebook page လည်းရှိရဲဆိုတော့ Facebook မှာလည်းညီတို့ video လေးတွေ post လေးတွေအဲဒါမျိုးလေးအတင်ပြအောင်မှာဖြစ်တဲ့အတွက်အားလုံးပဲစောင့်ကြည့်ပေးပါအောင်လို့ပြောချင်ပါတယ်အားလုံးပဲကြည့်ပါမယ် Noa တို့အခုကတော့အဲ work of fame ကိုရောက်ပြီပေါ့နော်ဆိုတော့ Noa တို့ public parking မှာမရက်ပဲနေ Noa တို့ဒီရဲ့ street parking လေးရလို့ street parking မှာပဲနှစ်နာရီကားရက်ခဲ့ပြီးတော့အခုကတော့ work of fame ကိုသွားနေရပေါ့နော် ီလန်တော့အရှိကြီးပဲပေါ့ဒါပေမဲ့တကယ်တကယ် Hollywood Walk of Fame နာမည်ကြီးတဲ့မင်းသားမင်းသမီးတွေရဲ့ကြည်ရည်ရှိတဲ့နေရာကတော့ Hollywood Boulevard နဲ့ Divine Street ပေါ့ဒါကတော့တကယ် tourist attraction နေရာပေါ့နော်ဆိုတော့နှွားတို့ဟိုးရှေ့ရောက်လို့ရှိရင်နေရာလေးမရမှာဆိုလို့နှွားတို့ကတော့ခက်လန်းလန်းလေးမှာကားရက်ခဲတော့လမ်းတော့ရှောက်သွားတယ်ပေါ့နော်အဲ့တော့ဒီ Walk of Fame ရဲ့အကြောင်းလေးကိုနှွားနည်းနည်းလေးရှင်းပြခြင်းနဲ့ပေါ့နော်ဆိုတော့ဒီ Walk of Fame မှာနှွားကခုနကပြောသလိုပဲအရှိကြီးဖြစ်တဲ့အတွက်ကြည်ရည်လည်းအများကြီးပဲရှိရဲအဲ့တော့2024ခုနှစ်မှာဆိုလို့ရှိရင်ကျေပေါင်း ူက2900နဲ့ plus ပေါ့နော်အဲ့ဒါလောက်ရှိပါတယ်အဲ့တော့ဒီကြယ်လေးတွေကဒါနာမည်ကြီးမင်းသားမင်းသမီးတွေရရဲပေါ့နော်အဲ့တော့ပထမအအောင်ဆုံးဒီမှာကို့အတွက်ဒီကြယ်လေးရဖို့အတွက်ဆိုလို့ရှိရင်အရင်ဆုံးကွာ nomination နေပြီးတော့ Oscar award တွေပေါ့နော်ဒါတွေရထားရမယ်ပြီးသွားတဲ့ခါကျလို့ရှိရင်သူကဒီအမှုပညာတက်တန်းတို့လူထင်ကြော်ကြားမှုကဒီ၅နှစ်တက်တန်းအနည်းဆုံးရှိရမယ်ပေါ့နော် အဲ့တော့ဒီ nomination list ထဲမှာပါတဲ့သူတွေကအားလုံးပြီးသွားပြီဆိုလို့ရှိရင် DJ အတွက်ကို သူကအဲဒေါ်လာ9000ကျွဲပေးရတယ်ပေါ့နော်။ဘာလို့လဲဆိုတော့ DJ ကိုမှသူတို့နာမည်ထိုးတာရယ် installation လုပ်တာတို့ပြီးတော့ DJ လေးကိုသူတို့ maintenance လုပ်တာအတွက်ကိုသူတို့ကဒေါ်လာ9000ကျွဲကြရတယ်ပေါ့နော်။အဲ့တော့ဒီပတ်စံကိုအများသောအားဖြင့်ကသူတို့ရဲ့ဒီ agency တွေဒီ fan club တွေပြီးတော့သူတို့ ਨੇ ပတ်သက်တဲ့ sponsor ပေးတဲ့ company တွေကနေပြီးတော့ဒီကုန်ကြမ်းစည်တွေကိုကုန်ကြပေးရပေါ့နော်။ အဲ့တော့ဒီ Walk of Fame မှာ ပထမဦးဆုံးရတဲ့ဒီပထမဦးဆုံးကျယ်ကတော့1960မှာရဲတရုတ်ဆောင်ပေါ့နော်ဒီတရုတ်ကရဲ့အကျယ်ကနေပြီးတော့စတင်ပြီးတော့ရခဲ့တာဖြစ်ပါတယ်။အဲ့တော့ဒီကျယ်မှာဆိုလို့ရှိရင်အမှုပညာရေးတာမကဘူးပေါ့နော်တခြားသောနာမည်ကြီးတဲ့ဒီ Radio တို့ပြီးတော့ Director တို့ရုပ်သံတရုတ်ဆောင်တွေအဲဒါမျိုးတွေလည်းပါတယ်ပေါ့နော်။အော်ဒီလိုမျိုးကာတွန်းဇာတ်လိုက်ကောင်ကျယ်လေးတွေလည်းဒီမှာရှိရယ်ပေါ့နော်။ Mickey Mouse ဆိုလိုဟာမျိုးလေးတွေပေါ့နော်။ အဲ့တော့ဒီ star လေးမှာဆိုလို့ရှိရင် तू ကဒီလိုမျိုးဒါလေးရှိရယ်ပေါ့နော်ဒါလေးဒါတော့သူတို့ရုပ်ရှင်ပေါ့အဲရုပ်ရှင်နဲ့ပတ်သက်တဲ့ဟိုဟာ तू က symbol လေးရှိရယ်ဒါရုပ်ရှင်တချို့ဟာလေးဆိုလို့ရှိရင်အဲ့လို TV ပေါ့နော်အဲမဟုတ် TV သုံးပါဒါ TV ဆိုလို့ရှိရင်ဒီမှာ television ပုံစံမျိုးလေးပေါ့ပြီးတော့တချင်းဆိုလို့ရှိရင်ဓာပြားလို့ပုံစံဓာပြားဒါ TV ပုံစံ တော့အကုန်လုံးတက်တက်ခွဲထားမျိုးမရှိဘူးအကုန်လုံးရောရဆိုတော့ဒီရဲ့လမ်းတစ်ချောင်းလုံးကဒီကျဲလေးကြီးပဲဆိုအခုဒါပါလည်းမသိဘူးအဲအဲ့တော့ခုလက်ရှိတော့ငွေတို့ရှောက်လာသမျှတဲမှာတော့ လူတို့သိရတဲ့မပါသေးဘူးပေါ့နော်ဆိုတော့ Michael Jackson တို့ဘာလို့အဲ့နေရာကိုတော့လူကရှာထားတာလို့ရှိရဒါပေမဲ့တော်တော်ကြီးဝေးရယ်လူတို့ကားရက်ခဲနေရတယ်ဆိုလို့ရှိရင်ဒါဆိုလို့ရှိရင်စင်ကာလိုပါဒါဆိုလို့ရှိရင်ဟာတာအော်ဒီမှာဒါဆိုလို့ရှိရင်ဟာတာလို့ဂျင်နီဂျင်နာပါ Jack Black Eddie Albert မဟုတ်ငေါ့တေချာလည်းမကြည့်လို့ပါရှိရောရှိရအများကြီးပဲနည်းအောင်မဟုတ် walk of friend ကဘာမှမတော်ပြားလေးနဲ့ဘာမှမတော်ပြားလေးနဲ့နော်တော့ကားရထားတဲ့နေရာနဲ့ဆိုလို့ရှိရင်ဟွာတော့ဝေးရ7မိနစ်လောက်လမ်းရှောက်ရအခြေကြီးပဲဘာမှမလုပ်တော့ တို့ကတော့အခုလမ်းလျှောက်ရင်လမ်းလျှောက်ရင်လည်းအခုသီယေတာလေးတွေအဲဒိုဘီရောဗောသီယေတာ small သီယေတာလေးရှိရဲ့နေရာလေးကိုရောက်ဒီမှာမျူဇီယံလေးတွေလည်းရှိရဲဒါတော့တကယ်အဲစင်တာပေါ့ Walk of Fame ရဲ့စင်တာဖြစ်ပါတယ်ဒီမှာ upside down house Giant house အမ်မီကစီးပွားရေးတာ ော်ဒီနေရာမှာဆိုလို့ရှင်ဒါတော်ချတ်မြူဇီယံပေါ့เนาะအဲ့လိုမြူဇီယံလေးတွေလည်းရှိတယ်အဲ့တော့ဒီမှာဆိုရင်လုံအောင်ချိပြလက်ပြတ်တွေပေါ့เนาะဆိုတော့ဒါကတော့တော်ချတ်မြူဇီယံဆိုတဲ့နေရာလေးပါဒီလမ်းမှာကြယ်လေးတွေအပြင်ပေါ့เนาะ activity လည်းအများကြီးရယ်ဒါဆိုရင် wax museum ပေါ့เนาะဆိုတော့ activity လည်းဒီလမ်းဘေးမှာအများကြီးရယ်ဆိုတော့ try ကြည့်လို့ရတယ်ပေါ့เนาะကာလန်ကူကိုဆောင်နေလို့ဒါကာလန်ကူကိုဆောင်နေတာပြီးတော့ဒါကတော့ walk of fame ရယ်သူက center ကြားရနေတာလို့ပြောလို့ရတယ်ဒီ walk ရက်ခဲရအောင်နည်းနည်းလှမ်းလှမ်းလေးမှာရက်ခဲရပါတော့ ော်လောက်တယ်မိနစ်20လောက်လောက်ပြန်ရှောက်အောင်မယ်နည်း Only in the theater ဟင်းဒီဒါပဲရတယ်ကပတ်သက်လမုန်စင်းလမုန်စင်းကဒီလိုလမုန်စင်းကရှေ့ရမှာဒီလိုမျိုးပူတဲ့အချိန်မှာပေါ့နော်လမ်းဘေးမှာလည်းအဲ့လိုအသီးလေးတွေအေးလေးတွေဝယ်တော့ရရဲဆိုတော့အရင်မိုက်တယ်ကျွန်တော်တို့တော့ဖျဲသီးဝယ်စားခဲ့တယ်ပေါ့နော် ပြီးတော့ကားတွေနဲ့ပတ်ပြီးတော့ဒီလိုမျိုး movie ထိုးလေးလုပ်လို့ရသလိုမျိုးကိုလည်းထိုးလုပ်လို့ရရပေါ့နော်။ Pink နဲ့ Jackie Chan နဲ့ရောတည်ရဟုတ်တယ်။ဟုတ်တည်ရ Jackie Chan ရဲ့ဥပမာ Pink ။ Pink အဲ့နှစ်ခုတွေ့။ဟုတ်တယ် Windows ဆန်။ Windows ဆန်နဲ့ Johnson နဲ့ရှိရ။ The Rock လေ The Windows ။ Yeah yeah. The Rock ။သူကဒါတကယ်နေရာကောင်းပြောရမှာနော်။ ဒီစားလေးမှာဒီမှာဆိုင်မွန်ကိုဝယ်ရှိရယ်ဒါကတော့ပုံမှန်နည်းနည်းပြောလို့ရှိရင်တော့တကယ်အာနာမည်ကြီးဟိုရယ်ရှိရဲ့နေရာဖြစ်မှထက်နေပါတော့မဘယ်မှာတော့နထွက်နေရှိရယ် Come on. Come on. ဒီဒေါ်နယ်ထရန့်ဟိုအရေးရှိကြတယ်မှာဒီဒီမှာသူ့ရဲ့စားလေးရှိရဲ့အဲ့မှာဟိုကလည်းဖိုင်ရေးလာဒေါ်နယ်အဲ့ဒီတူတူညနာလေးအောင်ရှိသေးတယ်သူညနာနဲ့ပို့တာလေးဖိုဘီးနီးယားရောက်နေတာပါရှိဒီမှာ shopping mall လေးရှိတယ်ဒီမှာ dobby dobby theater ဒေါ်နယ် အပေါ်မှာလည်း shopping တွေပဲဖြစ်လို့ရတယ်။ဒီမှာ shopping Sephora တော့ပါလို့ရှိရ Ovation နဲ့ဒီမှာခုနကပြောတယ်ဒီမှာဘေးမှာအသီးဆိုင်လေးရှိရယ်ပေါ့နော်အသီးလေးကြီးလည်းဝယ်စားလို့ရတယ်ရေဘူးလေးယူသွားဖို့ recommend ပေးပါတယ်ဘာလို့ဆိုအရာတူတူကလည်းပူလို့ပေါ့နော်ဒီချိန်ဆိုတော့ဒီမှာ Britney Spears ပါနူရောသွားတဲ့ချိန်ကနေလေဆိုတော့တော်တော်ကြီးကိုပူတာတော်တော်ကိုပူတဲ့အတွက်ပေါ့နော်အဲ့လိုမျိုးဖြစ်နိုင်မယ်ဆိုအုတ်ထုတ်လေးတွေရေဘူးလေးယူသွားရင်တော့ပူအဆင်ပြေပါတယ် ဒီမှာ shopping mall လည်းရှိတော့ shopping လေးလည်းထွက်လို့ရတယ်နားလို့လည်းရတယ်ပေါ့နော်ဒါကြောင့်ဒီနေရာကတော့ခုနကနေ ਵਾ တို့ဖြတ်ခဲနေရတဲ့ဆိုင်လူပိုစီရယ်သူတို့နဲ့ဓာတ်ပုံရိုက်ပဲဆိုသူတို့မုံမိုးပေးရအောင်ပေးရမှာဟုတ်မမယူဘာပေးမေးကြာရဟောဒီမှာကြည့်စိုက်ပါထွက်စိုက်ပါထွက်ကုန်တော့ငါစီးလို့ရတယ်ဟော Yeah, uh, I think, guys, so you want to drive to Cybertruck? Uh, um, uh, good. we good. Yeah, 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 no problem. But I, I really love the design. Ah, thank you. Thank you. Yeah, it's a rough. It's a rough. Uh -huh. You should have started at 27. 27 is 27 per person. It's for 10 minutes. And somebody drive for you around the area. Oh, oh I see. Yeah, it's a more cheap route, but it's uh, it's very I fun. See. Uh -huh. Better to drive, like you can drive for an hour, yeah, half yeah, yeah. an right. hour. Yeah, <laughs> thank see. you, thank it really you. Be more expensive. Mm -hmm. yeah. yeah, thank you. ตัว Cyber Truck ကိုလည်းဟိုဆီးလို့ရတယ်ငှားပြီးဆီးလို့ရတယ်ဆိုတာကစမတ်ထပ်တဲ့ကူပီကယ်လီကလပ်ဆန်ဟိုင်းမတူဘူး street ဟိုရေးတော်ဘီရဲ့ဒီမှာရေးတော်ဘီရေးတော် အဲ့သူက founder လားမသိဘူး bees မတ်ဒေမွန်မတ်ဒေမွန်ဒီမမတ်ဒေမွန်ဒီမင်းကမိုက်ဟွန်းဟွန်း Harrison Ford ဟုတ်ပါလားပေါ်တော့နေခင်းပြီးတော့ ဒီဟာလေးကတော့လွတ်နေတဲ့ကြယ်လေးမှာကိုယ့်နာမည်လေးကိုတင်ပြီးတော့အဲဒါဓာတ်ပုံရိုက်လို့ရတယ်ပေါ့နော်မသိရင်ကိုယ့်နာမည်ထိုးထားတဲ့ပုံစံတိုင်းပဲပေါ့နော်ဆိုတော့ပတ်စံပေးရပါတယ်အဲ့ဒါကလည်း ဒါကတော့ Bruce Lee ရဲ့ကျယ်လေးပါအဲ့တော့ဒီနေရာမှာတော့누가ို့တည်တဲ့နာမည်ကြီးတော်တော်များများကျယ်လေးတွေတွေ့ရတယ်ပေါ့နော်ဆိုတော့ကျယ်လေးကတော့လမ်းတစ်ချောင်းလုံးအပြည့်ပဲအဲ့တော့ဒီနေရာမှာဆိုလို့ရှိရင်လေသူကဒီ souvenir shop လေးတွေပြီးတော့ဒီမှာဆိုရင် Madame Tussauds ပေါ့နော်ဒီရဲ့အဲ museum လေးတွေရှိတယ်ပြီးတော့ဒီမှာ souvenir shop တွေကတော့အများကြီးပဲ Hollywood ဒီ Walk of Fame နဲ့ပတ်သက်တဲ့ဟာတွေပေါ့နော်ဆိုတော့အဲဈေးကလည်းသူတို့5 dollar sales ပါညာဆိုတော့အကုန်လုံးကဝင်ကြည့်ကြတယ်ပေါ့နော်ဆိုတော့မိုက်ပါတယ်ဟုတ်ပါတယ် Chinese ကပြောတော့ဟိုကနော်ဒီမှာ Chinese တွေရှေ့မှာပါအဲ့တော့ဒီမှာ Mickey Mouse အဲ Mickey Mouse ပေါ့နေဘူးတဲ့တော့နေရာဒီမှာဒါ Chinese တွေဒီနေ့ဒီမှာဒီရုပ်ရှင်ပြ Guys come on now you're ခုနာမည်ကိုဒီစတာပေါ်မှာထိုးလို့ရ အပီးထိုးကတော့မဟုတ်ဓာတ်ပုံရိုက်ဖို့ပဲပေါ့နော်သူတို့ကတ်အိုးပါမျိုးလေးရှိတယ် ဒီမှာဆိုရင်ဒီကျယ်ဒီအများကြီးရှိရာဖြစ်တဲ့2900 plus တောင်မှဒီ2024မှာရှိခဲ့ရဆိုတော့ရှောက်မယ်ဆိုရင်တော့တလန်းလုံးကဟိုကုန်မှာမဟုတ်ဘူးပေါ့နော်ဆိုတော့ဒီနေရာလေးကတော့ tourist attraction ပါပြီးတော့ souvenir shop တွေအင်ဂျီဆိုင်တွေအများကြီးပဲရှိပါတယ်အဲ့တော့ကိုကဒီမှာ Hollywood ဒီဟိုကနေရိုက်ချင်နေဆိုလို့ရှိရင်လည်းဒီ souvenir shop တွေမှာအင်ဂျီလေးဝင်ဝင်ပြီးတော့ရိုက်လို့ရတယ်ပေါ့နော်ဆိုတော့ဒီနေရာလေးကတော့မိုက်ပါတယ်နူဟာသဘောကျတယ်ပေါ့နော်နည်းနည်းလေးရာသီဥတုကပူရာလေးကလွဲလို့ကျန်တဲ့ဟာတော့ ဘောဆင်တီပါတယ်တော်တော်မိုက်ပါတယ်ဟဲ့ကအဲ့တော့ဆိုင်နေရလေဒီက souvenir shop တွေရလေ အပြိုင်ဆိုင်ပေါ့နော်အင်ဂျီတထဲကို10ချက်6ချက်အဲ့လိုမျိုးတွေပြီးတော့ key chain ဆိုလို့ရှိရင်လေ0.99ပေါ့အဲ့တော့တစ်ချက်တန် key chain လေးလေရှိအဲ့လိုအပြိုင်ဆိုင်လေးရောင်းကြရဲပေါ့နော်ဆိုတော့ပြီးတော့ဒီလမ်းဘေးလေးမှာလည်းစားစရာဆိုင်လေးလည်းရှိရဲဆိုတော့ကိုကဝင်လဲစားလို့ရရဲပေါ့နော်ဆိုတော့ဒီမှာဒါကတော့ Godzilla ရုပ်ရှင်ပေါ့နော်ဒီ star လေးရှိရဲအဲ့တော့ဒီရဲ့ ြယ်လေးမှာဆုံးလို့ရှိရင်နာမည်ကြီးဒီမင်းသားမင်းသမီးမဟုတ်ပေမဲ့လေရုပ်ရှင်နေပြီးတော့ခုနလိုမျိုးဇက်ကောင်လေးပေါ့ Mickey Mouse တို့ရဲ့အဲ့လိုမျိုးလေးတွေရောအများကြီးပဲရှိရဲသူတို့ radio နဲ့ပတ်သက်တဲ့ဟာတွေအတန်လွှင့်တာနဲ့ပတ်သက်တဲ့ဟာတွေအများကြီးပဲပေါ့နော်ဆိုတော့အောင်မြင်ကြော်ကြားတဲ့သူတွေအဲဒီရဲ့မှာဒီသူတို့ရဲ့နာမည်လေးနဲ့စတားရှိရပါဘောမင်းသားမင်းသမီးမှမဟုတ်ပါဘူး ဒါကတော့နူရောနှစ်ယောက်ပြန်နေရဲ့လမ်းမှာပေါ့နော်။နူရပြောခဲ့တဲ့အတိုင်းပဲဒီမှာစားတောက်ဆိုင်လေးတွေဒီလမ်းမှာရှိရတဲ့အတွက် ကိုပိုက်စားရဆိုလို့ရှိရင်လည်းစားလို့ရပါတယ်။နွားတို့ရဲ့ဒီ channel လေးမှာလည်းအခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုလေးတွေခီးသွားတဲ့ဗီဒီယိုလေးတွေဒီလိုမျိုးသမိုင်းဝင်နေရာလေးတွေနဲ့ပတ်သက်ပြီးတော့ knowledge sharing တွေကိုလည်းတင်ပြသွားအောင်မှာဖြစ်တဲ့အတွက်ကားနဲ့ပတ်သက်တဲ့ဗီဒီယိုလေးကိုလည်းတင်ပြသွားအောင်မှာဖြစ်တဲ့အတွက်နွားတို့ရဲ့ဘာမဆက်လက် channel လေးကိုအဲ follow and subscribe လုပ်ထားပေးပါအောင်เนาะ နွားတို့ကိုသွားစီခြင်းတဲ့နေရာလေးတွေလှုပ်စီခြင်းတဲ့ activity လေးရှိရဆိုလို့ရှိရင်လည်း comment box မှာ မျှဝေပေးလို့ရပါတယ်။အားလုံးကိုကျေးဇူးများတင်ပါတယ်။ Bye bye ပါ။